ဒီတော်သူချန်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဥခင်ကြီးနဲ့ပါတီဝင်200ဦးတို့ဒီကနေ့မနက်ပိုင်းကနေပြည်တော်ဇေယသီရိမြို့နယ်တာစီကျေးရွာအုပ်စုအောင်တာကျေးရွာမှာတိတ်ဆုံခဲ့ကြပါတယ်။ပါတီဥက္ကဋ္ဌဥခင်ကြီးနဲ့အဖွဲ့ဟာအောင်တာကျေးရွာကိုရောက်ရှိတဲ့ဆိုရင်ပဲကျေးရွာကပါတီဝင်တွေအားခီးဥချိုပြုကြိုဆိုခဲ့ကြပြီးတိတ်ဆုံပွဲအခမ်းအနားကိုစတင်ကျင်းပခဲ့ကြပါတယ်။တိတ်ဆုံပွဲမှာပါတီဒုတိယဥက္ကဋ္ဌတွေဖြစ်ကြတဲ့ဦးမျိုးစောသိန်းဦးလာထွန်းနဲ့ ဥမြဟိန်တို့ကမိဆက်စကားတွေအသေးသေးပြောကြားခဲ့ပြီးတဲ့နောက်ပါတီဥက္ကဋ္ဌကဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ပါတီဥက္ကဋ္ဌကရွေးကောက်ပွဲပြုလုပ်နိုင်တဲ့အခြေအနေတွေရွေးကောက်ပွဲအောင်နိုင်ရေးအတွက်အလေးထားဆောင်ရွက်ရမယ့်အချက်တွေကိုအကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါတယ်။အဒီနောက်တက်ရောက်လာတဲ့ပါတီဝင်တွေကတရှိလိုရာတွေကို မေးမြန်းခဲ့ကြပြီးပါတီဥက္ကဋ္ဌကတစိုးတစည်းနဲ့စုပေါင်းပြီးပြန်လည်ဖြေကြားခဲ့ပါတယ်။ပါတီရဲ့ manifesto မှာပေါ့ ပါပေါ့ဒီလိုမျိုးပြေးမဲ့ခရီးဘုရားဘာဖြစ်ကြည့်လိုက်လဲဆိုတော့မြမတောင်းဝေသမဘောမြမတို့တဲ့ကြီးလေကျွေးပြီတန်ရာမှာတို့ပြောင်းနေဆိုရချက်ကိုဟောတယ်နေ့ပြေးဆောင်ရပြေးမယ်ဖြည့်ရတာနော်ဖြည့်တာအဲ့ဒါကြီးကရမ်းကြီးတာပေါ့သူကခံပြောတာကတော့ဘုရုပ်ပြတ်ထားတယ်ရှားရော်လေဒီကြီးပြိတ္တာဘော ကျွန်တော်ကတော့ဒီမှာလာလို့ရနော်ဒီမှာတော့လာမှာဟုတ်တယ်ဒီကဟိုကြားစီဘုရားကိုချက်တော့ဘူးလေနော်အဲ့မှာပါလိပါလဲဆိုတော့ဘုရားသူကိုဒုဝါကကိုမသိတာကိုစတဲ့ပြေပေါ်ရဒါဒီကိုချက်ပြီးပြတ်တော့အဲ့တော့ဒီကကပေါ်ဆန်းတို့ပြောဆိုတော့ဒီလေရှင်းသူကဆို90ဒီပါဒါညွှတ်တော့မလေးရတဲ့လူတွေတော်တော်ဖောင်ရှင်းကိုလည်းကျွန်တော်ဆွေးနွေးတယ် အလားတူတရားနဲ့ပတ်သက်လို့ဒီမှာစပါးပြီးအထောက်ရတဲ့တော့ပြတိမတ်လာတာတော့ဆိုလို့ရတယ်။အဲ့တော့တော့တရားမျိုးလေးလာတရားမျိုးဝင်ဝင်ရနှစ်သိန်းလောက်ပဲရှိတာ။ဆိုတော့စားလို့တော့ဘူးထိုင်နိုင်နေပြီပေါ့။နောက်ပေါ့ကျွေးတန်ရမှာခြောက်ပတ်တယ်။ဟုတ်တယ်မလား။အဲ့လိုလုပ်နေတဲ့ဒီကြီးကိုစဉ်းစား။ကျွေးပြစ်စီတာပါလေ။တန်တာဟိုဘာပြောပါလဲ။ဘုရားရှင် အခုတော့ရှိရပါတော့ကျွန်တော်ကဟောဆက်ပြပါဆိုရပါဘူးဆိုရပါဘူးအဆိုးဆိုးကြရရကျွန်တော်တို့ပြီလို့ပြောဂရီကိုပဲပြီပြီလို့ရတယ်ကျွန်တော်ကပုံလေးထဲမှာအများစုကတတ်တယ်ပြီးတော့ဘယ်အများစုတွေကိုအခုကိလေပဲပြီမယ်ဆိုတာပြောတယ်ဘယ်အများစုများတွေကိုအခုရောခေါ်ဆက်လာတယ်လို့ပြောမယ်ဆိုတာပြောတယ်ကျွန်တော်အေးစိတ်ပြတ်ပြတ်ပြတ်တာလားဆိုတော့တရားဥပဒေကလိုတဲ့အတန်းရောစာကုသစီ ပေါက်ကစီစက်ကြီးရပါဝင်ပေါက်ဆက်စက်လို့ပါလို့ဒါလို့ညာလို့ဆက်ဒါလေးဒေဝရကိုလည်းထွက်လာတဲ့ကောင်မှာကျွန်တော်တွေတော့ကျွန်တော်ဒေဝတာမီးပဲတရားဟောဖြစ်လာကျွန်တော်ခေတ္တတော့ကျွန်တော်ရဲ့အိမ်မှာပဲစပကြီးနဲ့ထားလိုက်ပြီအခုဒီလိုမထားနိုင်ဘူးဒါတော့စီလို့ခေါ်တော့စီလို့နိုင်ငံတော်ဆွေရကတူလောက်ယူနေဖွင့်ပေးရတယ်6ခန်းဆက်နေပါရဲ့အဲတူလောက်ယူနေဖွင့်ပေးဖို့ဆိုတာကမြို့ကြီးတွေမှာပဲရှိတယ် ဟုတ်တယ်မလားကြီးရောအုပ်စုစင်တီမရှိသေးဘူးဖြစ်အဲ့တော့စဘာပေါ်တယ်ဆိုတဲ့အချိန်မှာစဘာကြီးကတော့လည်းကြာကြာနေသားပေါ့ကိုပိတ်တာနဲ့ပါတယ်စဘာကြီးကကြာနေသားကဆက်ပြီးတော့သူသူ့လုပ်ငန်းတွေလုပ်ဖို့စောင့်တော့ပတ်စာမရှိဘူးမရှိတော့ဘုရားကကျွေးချင်စီရပေါ့ပြီးတော့ပတ်စာပေါ့ချီရတယ်ဟုတ်တယ်မလားသူရှိမှာစဘာလဲဆိုလို့ဆိုကိုကိုကစဘာလဲကိုကိုစုတာဆိုလို့ဆိုတော့ဈေးပေါင်းတော့သူကထုတ်ရအောင် ်ဟုတ်တယ်ဗျအဲ့ဒါကိုလည်းကျွန်တော်ပြောတဲ့လယ်သမားတွေကျွေးပြီးထောင်ကျောက်ကျွေးပြီးတန်လျာနဲ့ခြားပတ်ကြတယ်အဲ့တော့ကျွေးပြီးဆိုတာဘာတွေလဲသွေးအားစုကျင်းမြူကိုကျွန်တော်ဘယ်လိုလျှော့ပြမလဲဘယ်ဟာတွေကိုကျွန်တော်အခုကိကိလို့ပြပြလို့လဲဘယ်ဟာတွေကိုကျွန်တော်အခုလျှော့ပါမလဲထွက်လာတဲ့စကားတွေကိုတူတော်ဖို့အတွက်နိုင်ငံတော်ကတူတော်ယူနေကျွန်တော်ဘယ်လိုလျှော့ပြမလဲထွက်လာတဲ့စကားကိုလွတ်လပ်စွာဆောင်ရွက်နိုင်ဖို့အတွက်ဈေးွက်ကိုနိုင်ငံတော်ကဘယ်လိုရှာပြမလဲ သူခရီးရောဟောဆိုရင်လေကျော်တယ်လို့မရဘူး။ဟုတ်တယ်မလား။ဟုတ်ပါဘူး။တည်လားတည်တယ်နော်။အေးလေကျော်တယ်တယ်လို့မရဘူး။ဘဘာကြီးမှရှိတဲ့ထွက်ကုန်အလုံးလေကျော်တယ်လို့ရတယ်။ဒီရကုပဲကျလို့လေကျော်စပါးကုပဲလေကျော်တယ်လို့ရတယ်။ဒါလည်းကြောင်းကြောင်းနဲ့ဆိုရတယ်။အဲ့ဒီဈေးဘွက်စတဲ့ဂျားထဲမှာဒီဆေးဘွက်တွေကိုဖြစ်စေတဲ့အကြောင်းအရာချက်တွေကျွန်တော်ကဒါတွေအကုန်လုံးကျွန်တော်စုပြီးတော့ချက်တွေကိုစုပြီးတော့ ဖြည့်ရှင်းတဲ့တောင်းနှစ်နှစ်တွင်းအပြည့်တင်ရှင်းပေးမယ်လို့ကျွန်တော်တို့ကရေးထားတယ်အဲ့ဒါကြီးလေသမားဘဝဖွံ့ဖြိုးတိုးတက်ရေးတဲ့ကျွေးပြည်တန်တရားမှာကျွေးပြည်ထောက်ထားမှာကိလို့စီရဲ့အစီအမံကိုရေးထားဒီကနေ့အောင်သာကျေးရွာမှာပြုလုပ်တဲ့ပါတီဝင်တွေနဲ့တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးပါတီပြောရေးဆိုခွင့်ရှင်သူဦးသိန်းထွန်းဦးကခုလိုရှင်းပြထားပါတယ်ဒီကနေ့မနေ့မှာဆိုလို့ရှိရင်တော့တရားဥပဒေနဲ့ဖွံ့ဖြိုးပါတီပါတီဥက္ကဋ္ဌရဲ့ဥက္ကိဉ်နဲ့ဒုတိယဥက္ကဋ္ဌတရားဆိုလို့ရှိရင်ကျွန်တော်တို့ ဇေယျသူကြီးမျိုးနဲ့တာစီကျေးရွာအုပ်စုအောင်သာကျေးရွာဝင်တို့ကျွန်တော်ရဲ့ဒီခံမျိုးပါတီဝင်မိသားစုဝင်တဲ့တွဲဆောင်ခဲ့တဲ့ပွဲဖြစ်ပါတယ်ဗျ။ပါတီဥက္ကဋ္ဌကြီးအနေနဲ့အဓိကကျွန်တော်ဒီကနေ့ပွဲမှာပြောကြားခဲ့တာကတော့မိမိတို့ရဲ့ခိုင်မာတဲ့ပါတီကိုဘလို့တိစောက်ထားတယ်။တိုင်းရင်းသားပြည်သူများနဲ့စုစည်းထားသောပါတီဖြစ်ကြောင်းပါတီရဲ့အခြေခံစည်းမျဉ်းများနဲ့ခိုင်ခိုင်မာမာဖွဲ့စည်းထားသောပညာရက်လူရန်ကအလွာအသီးသီးနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ပါတီဖြစ်ကြောင်းကို ံပါတ်1ပြောကြပါတယ်။နံပါတ်2ကတော့ဘာပြောကြသလဲဆိုလို့ရှိရင်မဲပေးခြင်းဖြင့်ဂုံယူကြဖို့မဲမပေးဘူးဆိုလို့ရှိရင်မိမိတိုင်းပြည်နဲ့မိမိမိသားစုပေါ်မှာတစ္ဆာမဲရကြာရောက်ကြောင်းကိုလည်းပဲပါတီဥက္ကရာကြီးကအကျယ်တဝင်ရှင်းလင်းပြောကြခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။ကျွန်တော်တို့ပြည်သူတွေရဲ့အနာဂတ်ဘဝအတွက်မဲပေးခြင်းဖြင့်မိမိရဲ့တိုင်းပြည်မိမိရဲ့မိသားစုအရေးကိုမဲပေးခြင်း ဖြစ်ကျွန်တော်တို့တွေအောင်မြင်သာဆောင်ရွက်နိုင်လေဆိုတဲ့အကြောင်းတွေလည်းပြောကြားခဲ့ပါတယ်ကျွန်တော်တို့တဲရောက်လာကြတဲ့ပါတီဝင်မိသားစုဝင်တွေအားလည်း၎င်းတို့သိကျင်တာတွေမေးမြန်းတဲ့အခါမှာတောင်သူလယ်သမားရေးပါမယ်ကျွန်တော်တို့ဒေတာဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေကိုမေးမြန်းခဲ့တာကိုကျွန်တော်တွေ့ရပါတယ်တောင်သူလယ်သမားရေးမှာဆိုလို့ရှိရင်တော့ပါတီဥက္ကဋ္ဌကြီးဖြေကြားခဲ့တာကမိမိတို့ကိုပြည်သူ့ဘာသာတောင်းပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပါတီဟာတောင်သူလယ်သမားတွေကျွေးမိကနေပြီးတော့ရုံထွက်နိုင်အောင်လို့ နှစ်နှစ်အတွင်းမှာကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ကျွန်တော်ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းမှာထည့်သွင်းဖော်ပြမယ့်အချက်ကိုအကျယ်တူရှင်းလင်းပြောကြားခဲ့ပါတယ်။ဒါအပြင်မိမိတို့ကိုပြည်သူကတောင်းပေးရလာမယ်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့ဒေသ၎င်းမှမိမိတို့ရဲ့နေမြေ၎င်းမှမိမိတို့ရဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအစအစရာရာတို့ကိုအားကျုံးမှန်တဲ့ဆောင်ရွက်သွားမယ်ဆိုတဲ့ဒေသရက်တွေကိုစွန့်နှစ်တင်ပြခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ အဒီကတဆင့်ပါတီဥက္ကဋ္ဌဦးခင်ရင်းနေအဖွဲ့ဟာဇေယျသီရီမျိုးနယ်ပါတီရုံးကို ရောက်ရှိကြပြီးဇေယျသီရီမျိုးနယ်အတွင်းကရက်ကွက်နဲ့ဂျေယာတွေကပါတီဥက္ကဋ္ဌတွေရမီရဖတွေလူမှုရေးအသင်းအဖွဲ့တွေနဲ့တွေ့ဆုံခဲ့ကြပါတယ်ဖေးဆုံးပွဲကိုနိုင်ငံတော်အလံအလေးပြုကနိုင်ငံတော်တချင်းတီဆိုဖွင့်လှစ်ခဲ့ကြပြီးပါတီဒုတိယဥက္ကဋ္ဌတွေဖြစ်ကြတဲ့ဦးမျိုးစောသိန်းဦးလာထွန်းဦးမြဟိန်တို့ကမိတ်ဆက်စကားတွေပြောကြားခဲ့ကြပြီးနောက် ါတီဥက္ကဋ္ဌကအဖွင့်အမှားစကားပြောကြခဲ့ပါတယ်။အဒီနောက်တက်ရောက်လာကြတဲ့ယမိယဖတွေကတိလိုတာတွေအကြံပြုချက်တွေကို မေးမြန်းပြောဆိုခဲ့ကြပြီးပါတီဥက္ကဋ္ဌကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးအခမ်းအနားပြမြောက်ခဲ့တာဖြစ်ပါတယ်။ဧဆောင်မွေအခမ်းအနားတွေကိုပြည်တော်စုချန့်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးနဲ့အတူ ပါတီဒုတိယဥက္ကဋ္ဌတွေ ပါတီတွဲဘက်အထွေထွေအတွင်းရေးမှုဗဟုအတွင်းရေးမှုတွေနဲ့ပါတီဗဟုအလုံးမှုဆောင်တွေတက်ရောက်ခဲ့ကြပါတယ်